ရာဇခင်ကျေးဇူးတော်ချီးမွမ်းပါတယ်ကျောင်းနှုတ်ကပတ်တော်အဖြစ်သူတို့ကဆင်ကျင်ခွန်အားယူရန်အတွက်ရှမသက်ခရွေခန်းကြီး25အပိုင်ငယ်24မှ25အခွက်တစေကိုခံတော်သူသည်လည်းချင်းကပ်၍သခင်ကိုတော်သည်ခဲရင်တော်သူ ဖြစ်သည်နှင့်ကိုမဆိုင်မပြိုးသော အရ၌ရဲ့၍ကိုမဖြတ်မကျဲသောအရ၌စုသိမ့်တတ်သည်ကိုအကျွန်ုပ်သိ၍ကြောက်သောကြောင့်အချားတို့သွား၍ ိုတော်ကြီးငွေအခွက်30ကိုမြေ၌ဟွက်ထားပါပြီ။ယခုကိုတော်ကြီးဥစ္စာရှိပါသည်ဟုပြော၏။ကျွန်တော်ဒီနောက်ကဘတော်ကတော့သခင်ရှုဥပမာပေးတဲ့အကြောင်းအရာဖြစ်ပါတယ်။သခင်ရှုကဘာဥပမာပေးလဲဆိုရင်တော့လူတစ်ယောက်ကတဲ့အခြားသောပြည်ကိုသွားမယ်လို့အကြံရှိပြီးတော့သူ့ရဲ့ငယ်သား၃ယောက်ကိုအတီတီအစွမ်းတတ္တိရှိတဲ့အတိုင်းတယောက်ကိုတော့ငွေခွက်90တယောက်ကိုတော့အခွက် တယောက်ကိုတော့အခွက်30ဆိုပြီးတော့အပ်ပေးခဲ့တယ်ပြီးတဲ့အခါမှာသခင်ကထွက်သွားတယ်အခွက်90ကိုရတဲ့သူကကုံသွေခြင်းအမှုကို ပြုတဲ့အခါမှာနောက်ထပ် အခွက်90ကိုအမျက်ရတယ်အဲ့ဒီလိုပဲအခွက်20ကိုရတဲ့သူကလည်းကုံသွေမှုကိုပြုလုပ်တဲ့အခါမှာအခြားသောအခွက်20ကိုအမျက်ရတယ်အခွက်30ကိုရတဲ့သူကတော့တဲ့မြေကြီးထဲမှာ တွင်တူပြီးတော့သူ့သခင်ရဲ့ငွေကိုတွားပြီးတော့ဟွက်ထားလိုက်တယ် ဘာကြောင့်ဒီလိုလုပ်ရလဲဆိုရင်အဲ့ဒီအခွက်တစ်ဆယ်ကိုခံတော့သူကသူ့သခင်နဲ့သူပြန်တွေ့တဲ့အခါမှာသူပြောပါတယ်ကိုတော်ကခဲရင်တော့သူဖြစ်တယ်ကိုမဆိုင်မပြိုးတဲ့အရက်မှာရိတ်ပြီးတော့ကိုမဖြတ်မကျဲသောအရက်မှာစုသိမ့်တတ်တယ်ဒါဟုတ်ကျွန်တော်သိတဲ့အခါမှာအဲ့ကြောက်တဲ့အတွက်ကြောင့်အချားကိုသွားပြီးတော့ကိုတော်ရဲ့ငွေကိုမပြောက်မရှရအောင် မြေကြီးထဲမှာကျွန်တော်ခွက်ထားလိုက်တယ်ဒီမှာရှိပါတယ်ကိုတော်ရဲ့ငွေဒီမှာအခွက်တစ်ဆယ်ပါဆိုပြီးတော့သူကပြန်ပေးပါတယ် ဒီငွေခွက်၁၀ကိုခံတဲ့သူကသခင်ပေးတဲ့အခွက်၁၀မပြောက်သွားပါဘူး။သူပြန်ပေးတယ်။သူ့မှာပြဿနာကဘာလဲဆိုရင်တော့ဘာမှမလုပ်တဲ့ပြဿနာဖြစ်တယ်။သခင်ကသူ့ကိုစိုးညစ်ပြင်းကြီးတဲ့ငဲသားငါကကိုမဆိုင်မပြိုးတဲ့အရက်မှာရိတ်ပြီးတော့ကိုမဖြတ်မကျဲတဲ့အရက်မှာစုသိမ့်တတောင်မင်းသိမှဆိုရင်ငါငွေကိုပွဲစားလက်ကိုအပ်ရမယ်။မင်းမလုံနိုင်ဘူးဆိုရင်အချားလုံနိုင်တဲ့သူရဲ့လက်ကိုအပ်မယ်ဆိုရင်ငါပြန်လာတဲ့အခါမှာငွေအရင်နဲ့ အမျက်ကိုရမယ်မဟုတ်ဘူးလားလို့သခင်ကပြောပါတယ်အဲ့ဒီငယ်သားစီကအခွက်တစ်ဆယ်ကိုနှုတ်ပြီးတော့အခွက်တရာရတဲ့သူကိုပေးလိုက်တယ်ဒါကြောင့်မို့ဒီနှုတ်ကပတော်မှာဘာကိုဖော်ပြလဲဆိုရင်တော့ကျွန်တော်တို့မှာဖယားသခင်ပေးထားတဲ့အစွမ်းစာတွေကိုမြေကြီးထဲမှာသွားပြီးတော့မမြုပ်ထားပါနဲ့ဖယားသခင်တို့အသုံးပြုလိုက်ပါလူတွေတို့အကျိုးပြုလိုက်ပါသင်ကလှုပ်ဆောင်ခြင်းအပြင်တိုးပွားပါစေ။ ကျွန်တော်ဒီလောကမှာအသက်ရှင်တဲ့အခါမှာဖရာသခင်မိမိကိုပေးထားတဲ့အစွမ်းစားတွေကိုအသုံးပြုမယ်ဆိုရင်သူတို့ဘွားတွေအတွက်ဖရာသခင်ရဲ့နိုင်ငံတော်အတွက်ဖရာသခင်အမှုတော်ထဲမှာကျွန်တော်တို့ကအသုံးပြုခဲ့မယ်ဆိုရင်တော့တစ်ချိန်မှာသခင်ရှုနဲ့ပြန်ဆုံတဲ့အခါမှာတာရုသစ္စာရှိသောငယ်သားကောင်ဖရာသခင်ရဲ့ချီးမြှောက်ခြင်းဖရာသခင်ရဲ့စီးစိမ်ကိုဝင်စားဖို့ရတော့ဖရာကပြင်ဆင်ထားပါတယ်။ဒါကြောင့်မို့လောကခဏတာအသက်ရှင်တဲ့အခါမှာ ဖယားသခင်ပေးထားတဲ့အစွမ်းစားတွေကိုဖယားသခင်တို့ပြန်ပြီးတော့အသုံးပြုလိုက်ပါဒီဥမောင်ကြည့်တဲ့အခါမှာတယောက်ကိုတော့အခွက်90တယောက်ကိုတော့အခွက်20တယောက်ကိုတော့အခွက်30ရတာချင်းကမတူပါဘူးဒါကြောင့်မသိရင်အာသူများလို့မဖြစ်ရကောင်းလားသူများလို့မလုပ်တတ်ရကောင်းလားသူများလို့အရေးချင်းမရှိရကောင်းလားဆိုပြီးတော့ဘဝကြီးကိုစိတ်သက်မကြပါနဲ့ဘာလို့သူများလို့ငါမဖြစ်ရလဲဆိုပြီးတော့သူများနဲ့မတူချင်ပါနဲ့ဖယားသခင်ပြင့်ကိုပေးတဲ့ကသူများနဲ့မတူအောင်ပေးထားတာဖြစ်တယ် ်သင်ကသင်မှာရှိတဲ့အရာကိုပဲတူပွားအောင် လုပ်တတ်ဖို့သင်မှာရှိတဲ့အရာကိုပဲ အသုံးပြုဖို့အရေးကြီးပါတယ်ကျွန်တော်တို့တက်တာထဲမှာကြီးမားတဲ့အမှားကပါလဲဆိုရင်တော့ဘာမှမလုပ်မိခြင်းကကြီးမားတဲ့အမှားဖြစ်တယ်တချို့ကရှိတယ်တခုခုလုပ်လိုက်ရင်မှားသွားမှဆိုလို့ဘာမှမလုပ်ပဲနဲ့ဒီတိုင်းပဲနေလိုက်တယ်ဘဝကြီးမှာဖျားပေးထားတဲ့တန်မိုးတွေကအသက်တာအထဲထဲမှာ ရှိရသားနဲ့ဘာမှမလုပ်ဘူးဖျားသခင်တို့အသုံးမပြုဘူး ကိုယ့်ရဲ့အသက်တာထဲမှာဘသူနဲ့မှမတူတဲ့အစွမ်းစားတွေကိုဖះကထည့်ပေးရတာနဲ့ကျွန်တော်တို့ကဘာမှမလုပ်ဘူးဆိုရင်တော့ကျွန်တော်တို့လောက်ကြီးမားတဲ့အမှားကိုကျူးလွန်မိတဲ့သူမရှိတော့ဘူး။ဒါကြောင့်မို့သင်ကတခုခုလုပ်ရင်မှားမှာဆိုလို့ဘာမှမလုပ်တော့ဘူးဆိုရင်အဲ့ဒါကပိုကြီးမားတဲ့အမှားကိုကျူးလွန်မိလိုက်ခြင်းပဲဖြစ်ပါတယ်။ချိုလဲမှာဆိုလို့ကလေးတစ်ယောက်ကိုလမ်းပေးမလျှောက်ဘူးဆိုရင်အဲ့ဒီကလေးကလမ်းလျှောက်တတ်တော့မှမဟုတ်ပါဘူး။သင်ကသင်ဘွားကိုခလုတ်တိုက်မိမှာဆိုလို့လမ်းမလျှောက်ဘူးဆိုရင် ဘလို့လို့ခီးပေါက်ပါမလဲဖျားမခင်ထားတဲ့ပန်းနိုင်ကိုဘလို့လို့ရောက်ပါမလဲလမ်းလျှောက်တဲ့သူတို့ကတော့ခလုတ်တိုက်မိတဲ့အရာတွေကရှိကောင်းရှိနိုင်ပါလေလှုပ်ဆောင်တဲ့သူတို့ပြဿနာတွေအခက်အခဲတွေတွေ့ကြုံရနိုင်ပါလေတို့ရတွင်ဘာမှမလှုပ်ချင်းကလှုပ်တဲ့သူတွေ့ကြုံတဲ့အမှားထက်ပိုဆိုးတဲ့အမှားကိုပိုကြီးမားတဲ့အမှားကိုကျုလို့မိလိုက်ခြင်းပဲဖြစ်ပါလေဒါကြောင့်မို့မှားသွားမှာကိုမစိုးရိမ်ပါနဲ့ဘာမှမလှုပ်တာကတကယ်အမှားကြီးပဲဖြစ်ပါလေ ဒါကြောင့်သင်ထဲမှာဖျားထည့်ပေးထားတဲ့ဘသူနဲ့မှမတူတဲ့အစွမ်းစားတွေကိုအသုံးပြလိုက်ပါမြေကြီးထဲမှာဟွက်မထားပါနဲ့ဖျားသခင်ကဘသူနဲ့မှမတူတဲ့အစွမ်းစားတွေကိုသင်ထဲမှာထည့်ထားတယ်ဒါကြောင့်မသင်ရသူများနဲ့တူစရာမလိုပါဘူးသူများကိုအသုံးပြတဲ့ပုံစံတစ်မျိုးဖြစ်မယ်သင်ကိုဖျားသုံးတဲ့ပုံစံကတစ်မျိုးဖြစ်မယ်အရေးကြီးတာကသင်ကအခွင့်90မရလို့1နဲ့ချီခွဲစရာမလိုပါဘူးအခွင့်90မရလို့လည်းသင်ကပြဿနာမရှိပါဘူး ရှိနေတဲ့အခွက်၁၀ကိုအသုံးမပြုခြင်းကသာလျှင်ပြဿနာဖြစ်တယ်။ဒါကြောင့်မို့သင်ပေါ်ဝါမှာဖယားသခင်ပေးထားတဲ့အစွမ်းစားတွေကိုဖယားသခင်အတွက်အခြားသောသူတွေအတွက်အသုံးခံလိုက်ပါ။ဒါကြောင့်မို့သင်ပေါ်ဝါကိုသူများတွေခြေနှက်ဖို့ထက်ဖယားခြေနှက်ဖို့အတွက်အသက်ရှင်လိုက်ပါ။ဖယားသခင်မိမိကိုပေးထားတဲ့အစွမ်းစားတွေကိုဘာမှမလုပ်ဘဲနဲ့ကြီးမားတဲ့အမှားကိုမကျွလို့မိပါစေနဲ့။ဖယားသခင်အတွက်လှုပ်ဆောင်လိုက်ပါ။ဒါကြောင့်မို့သင်ထဲမှာဘသူနဲ့မှမတူတဲ့ ဖျားသခင်ထည့်ပေးထားတဲ့အစွမ်းစားတွေကိုမိမိကိုထားတဲ့နေရာမှာအသုံးပြုခြင်းအပြင်မိမိရဲ့နေပယ်မှာလှုပ်ဆောင်ခြင်းအပြင်ဖျားသခင်ဘုန်းတော်ကိုထင်ရှားပြီးတော့အချိန်သခင်ရှုရှိရောက်တဲ့အခါမှာသခင်ဖျားရဲ့ချီးမြှောက်ခြင်းသခင်ဖျားရဲ့တာရုသစ္စာရှိသောငယ်သားကောင်းဆိုပြီးတော့အသိမှတ်ပြုခြင်းကိုခံရတော်သူများဖြစ်စေဖို့ဝင်ကားပါလေအားလုံးပေါ်မှာဖျားရှင်ကောင်းကြီးပေးပါစေ။